နိုဝင်ဘာလ20ရက်နေ့2025ခုနှစ်ကျွန်တော်လူမဲ့ကျော်ညာကိမိုင်းတင်ဆက်မှုတွေမှာသတင်းကောင်းရဲ့သတင်းဆိုးရဲ့နှစ်ခုရှိပါတယ်။ဘာနာထောင်မလဲ။အရင်ဦးဆုံးဘာနာထောင်ချင်တယ်လေ။အဲ့တော့အစလေးတစ်ခုပြောပြမယ်။သတင်းဆိုးကတော့ခင်ဗျားတို့ကျွန်တော်တို့ယုံကြည်ကိုးစားခဲ့တဲ့မြို့သားညီညွတ်ရေးအစိုးရအန်ယူချီရဲ့ဝန်ကြီးချုပ်ရုံးအတွင်းဝင် လင်မယားဟာစီဒီအန်နဲ့ဒေါ်လာရင်းသမားတွေကိုခွေးလောက်တောင်တံပိုးမထားဘူးဆိုတဲ့သတင်းဒီကနေ့တက်လာပါတယ်သတင်းကောင်းကတော့လင်းယုံကြီး US အောက်လို့တော်ဂျာနာပွဲမှာအာဆီယံမူငါးချက်အလုံးမဖြစ်လို့ချိန်မနဲ့ကလော်ထုတ်ပြီး American policy နဲ့မြန်မာပြည်ကိုဝင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဒီနှစ်ခုကိုကျွန်တော်တို့တုံ့သက်ကြရအောင်ကနဦးပထမဦးစွာ အမေရိကန် US အောက်လို့တော့ကြားနာပွဲအပါဝင်ဒီအပိုင်းကတ်ဆိတ်ဆိတ်ဖြစ်လာတဲ့အမေရိကန်ရဲ့ညမအရေးညမတော်လိုင်းကြီးညမပြည်တွင်းစိတ်ဝင်စားမှုအခြေအနေရွှေစွန်ယူပါလို့လို့ဝဲမထွေးလို့လို့ဝဲဆိုတဲ့အခြေအနေမျိုးတော့တွေ့လာပါပြီအဲ့တော့မထွေးဟာတရုတ်ပါမထွေးကိုကာကွယ်ဖို့အရှိက နိုင်ငံမြောက်များစွာငငယ်ကကစားမှုတဲ့ရွှေစွန်ယူကစားနီးမထွေးကိုလင်းယုံတုတ် အရှိကမကတာနေ။ကာရင်အကုန်လုံးတယောက်ပြီးတယောက်မရှိမလားဘဝဇက်သိမ်းကြရလိမ့်မယ်။အဲ့တော့ American ရဲ့ညမအရေးနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်ကညမပြည်ဟာကြရှုံးနိုင်ကံနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလိန်လေမှုများ ကြားဖြန့်နေမွေးစေဝါအကြီးကျယ်လုံးနေတဲ့နိုင်ငံတနိုင်ငံဖြစ် လွတ်တော်ဂျာနာပွဲမှာထွက်ပေါ်လာပါတယ်ဒါဟာတာမညာတော့မဟုတ်ပါအမေရိကန်ရဲ့ဒီသတင်းတွေတရဇက်ဖြစ်ပေါ်နေစင်ပါပဲရုရှားစစ်တမောညီမကြီးနောက်ကိုကတ်လာပါတယ်အချီနီကအင်မတန်ကိုတိမ်တောင်တပွဲမင်းရေးချပြီးအင်မတန်ကိုတိမ်မွေ့နန်နေနူးညံ့တဲ့အချီနီမျိုးပါ တဖက်မှာဒီအခြေအနေတွေကြောင့်ဖက်စစ်တဲ့မင်းအောင်လိုက်စစ်အုပ်စုတိုက်ရခိုင်စစ်ကိုတော့အာယုံစိုက်ပြီးမတိုက်နိုင်ဘူးဒါကျွန်တော်တို့တော်လိုင်းရဲ့အချက်နေပြည်တော်တော်လိုင်းဤတက်တွေစစ်ချီတန်းအောင်လန်တော်လွှင့်စစ်ခရမုတ်တန်တွေစစ်မြေဟိတန်နဲ့တက်တော်ချီလာမင်းကိုပြည်သူလူထုကစောင့်မျှော်နေတယ် လောကဝိထသဘာဝတရားရဲ့တန်ခတ်မှုကံကြမ္မာရဲ့အလှည့်အပြောင်းပြီးသူလူလူရဲ့အာထုတ်ကြိုးပမ်းဒီဇိုင်းမတ်မတ်တော်လှန်မှုတော်လှန်ရေးသမားနိုင်ငံရေးသမားတွေရဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေရဲ့ပေါင်းစပ်မှုအတိအပွင့်ဟာဒီကနေ့ American policy this ဆိုတာမျိုးကိုကျွန်တော်ကြားလိုက်ရပါပြီဒီ American policy policy this ဆိုတာ နှစ်ပေါင်း၄90အတွင်းမှာတခါမှမရှိခဲ့ဘူး။ညီမရေးကိုချီးကပ်မယ် American policy this ဆိုတာကြားဖြန့်နေ American အထူးတပ်ဖွဲ့တပြိုင်နက် ပေါ်ပေါက်နေတာဖြစ်ပါတယ်။ဆိုလိုတာကအခမ်းမသိဟင်မင်းအောင်လိုင်းတဲ့တုံးကြီးတွေရောက်လာနိုင်ပါတယ်။ ပြစ်မှတ်ကိုမှတ်ပုံတင်ပြီးသားကမင်းတို့စုံမေလုံးပြောတယ်လို့အမေရိကန်ကမင်းတို့လိုកောင်မျိုးတွေကိုပြစ်ချင်ဂျိုရုကလှမ်းကြည့်ပြီးတော့မှတ်ပုံတင်တဲ့ကအတိုင်းပဲလုံးဝနမေတော်မလွဲစီရမင်းအောင်လိုက်အဖဥတောင်းလိုက်ဇနီးကျူကျူလာရခိုင်သူအဲ့ဒီရှိတဲ့နေရာကိုပြစ်ဆိုရင်အင်သာထဲမှာချီးပါနေတော့တဲ့တဲ့မှန်မှာဖြစ်ပါတယ် ဲတော့ American Blue ကင်တွယ်မလဲကင်တွယ်မှုပုံစံညင်တာမလားကင်တွယ်မှုပုံစံဟာခပင်းပြင်းဖြစ်မလားကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိတက်နေတဲ့သမ္မတ Trump ကတော့အကျိုးစီးပွားကိုအခြေအနေလုံးခပင်းပြင်းခက်ဆက်ဆက်ကင်တွယ်လေးရှိပါတယ် Venezuela လို့စစ်တမောတွေလှုပ်ပြီးညမကင်ဝေးတဲ့လျှောက်ပိတ်ချမင်းအောင်လိုက်အကုန်မင်းအောင်လိုက်စေုပ်စုအကုန်လုံးနောက်ပြန်လက်ပြန်ဂျိုးတုတ်လက်ထိတ်ခတ်ပြီး စစ်တမောပေါ်တင်တရားစီရင်မယ်ဆိုရင်ကောသဘောတူပါသလားဒီနေရာမှာလင်းမွေဆိုတဲ့တရုတ်ကြီးအကြောင်းပြောကြရအောင်တရုတ်ကြီးဟာလက်ရှိကြားဖြတ်နေပတ်သက်တဲ့ခေါင်းဆောင်တွေမှန်သမျှကိုဘာတတ်သိကန်ချက်မှမရအောင်စေထိုးတတ်နေပါတယ်ဘာအချက်လက်မှအပြင်ပောက်ကိုပေါက်ကြားခွင့်မပေးပါဘူးဒီအချိန်မှာတရုတ် လှုပ်ပေါက်ဟာလေဖောကောင်ဘန်းညွန့်ကိုလက်ဆဖြောက်ဖို့သူစဉ်းစားနေပါတယ်အဲ့တော့ဒီအချိန်မှာဒီကျွန်တော်တို့စောချစ်သူတို့ဒီစောဆန့်အောင်လို့ဆိုတာအတူအဆပါတရုတ်ကြောက်နေတာကဖောကောင်ဘန်းညွန့်ဖောကောင်ဘန်းညွန့်ဖြစ်နိုင်တာကမင်းအောင်လိုက်စေအုပ်စုတွေကပူချုပ်တယ်အဲ့တော့မင်းအောင်လိုက်စေအုပ်စုတွေကပူချုပ်တယ်ကိုသူကဆက်လက်အသုံးပြုနေမယ်ဆိုရင် တကယ်၍မင်းအောင်လိုင်းစေအုပ်စုခေါင်းဆောင်တွေဟာသူတို့အကျိုးစီးပွားနဲ့သူတို့လွတ်မြောက်ရေးအတွက်ရုရှားကိုကတ်ပြီးအမေရိကန်မှာပေါ်ကောင်လှုပ်လိုက်တရုတ်ဟတ်တက်ကွဲပါလိမ့်မယ်။အဲ့တော့ဒီအချိန်မှာမင်းအောင်လိုင်းစေအုပ်စုဟာစွန်ရဲနဲ့လင်းမွေကြားတိုင်းငတ်နဲ့နဂါကြားပြာများပြီးဖင်ကြားခဲညက်နေတာအမှန်ကန်ပါပဲ။အမေရိကန်ဟာလက်ရှိ policy တဲ့အာဆီယံရဲ့မူငါချက်ဟာ 9နှစ်ပြည့်နေပြီအလုံးမဖြစ်ဘူးအဲ့တော့အမေရိကန်ကညီမပြည်ကိုချိကပ်မဲ့ policy အစ်စ်ကိုခက်ပြင်းပြင်းဂိုင်တွယ်မှရလိမ့်မယ်ဆိုတော့အောက်လွတ်တော်ကြားနာပွဲနဲ့လက်ရှိအမေရိကန်သမ္မတထရန့်အစိုးရအဖွဲ့ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာအံဝင်တွင်ကြနေပါဖြစ်နေပါတယ်အချိန်ကြိုက်ပါပဲအဲ့တော့အမေရိကန်ကိုပြေးကပ်မလားတရုတ်ကိုပြေးကပ်မလားအမေရိကန်ကိုပြေးကပ်ပြီးတရုတ်ရဲ့အကြောင်းတွေကိုဖော်ကောင်းလုပ်မယ်ဆိုရင်ဘာဖြစ်မလဲ တရုတ်ကိုပြေးကပ်ပြီးအမေရိကန်ကိုခြေစုံကန်ရင်ဘာဖြစ်မလဲဘလို့လှုပ်လို့မตาပုံမဲ့ကိန်းကြီးပါပဲဒါဒါဟာစစ်အုပ်စုရဲ့ကြမာစိုးဝင်တဲ့နေ့ဖြစ်လာနေပါပြီဒါတူမှာကြာပြတ်နေပတ်သက်တဲ့ရွှေကုတ်ကိုရင်းနေမလားဆိုတော့ဝန်ခမျိုးတစ်တို့ရွှေပရောက်မြိုင်တို့ဆိုတဲ့ကိစ္စသတင်းတွေနဲ့အတူမြောက်ဝတီမျိုးကကြာပြတ်နေကိုကျွန်တော်ကိုယ်တိုင်ကိုကြသွားရောက် ထိတွေ့ဘူးတာလေးတွေကိုဟိုဘက် Allegro Review Channel မှာပြောမယ်။အခုလင်းယုံကြီးထိုးတော့မယ်လင်းယုံကြီးလက်သေးအောက်မှာအသက်ပြောင်းမလားတရုတ်ရဲ့စီထိုးအပ်မလားအောက်မှာအသက်ပြောင်းမလားဆိုတာကိုပဲမင်းအောင်လိုက်ရွေးချယ်ရတော့ပါပါ။တာမန်စင်စောချစ်သူတို့ဘာလို့ဆိုတာဂျိုးစပုတ်တွေပါအတူအစားတွေပါအဓိကဖော်ကောင်ဘန်းညွန်ဖြစ်နိုင်တာကမင်းအောင်လိုက်နဲ့စစ်အုပ်စုဖြစ်ပါတယ်။ဒီအကွက်ဘလို့ဖြစ်နိုင်မယ်လို့ထင်ပါလေ နောက်တစ်ပိုင်းဆက်ရအောင်တရင်စိုးပါဒီအကြောင်းကိုနားထောင်ပြီးတော့မြက်ကန်းယုံကြည်မှုနဲ့အန်ယူဂျီကိုဆက်ဆက်ထိမခံနိုင်တဲ့သူများကြော်သွားလိုက်ပါဒီကနေ့ည9:40နာရီ40မိနစ်မှာအမ်ပီသတင်းဌာနကသတင်းပုတ်တက်လာပါတယ်ကျွန်တော်မျက်လုံးပြူသွားတယ်ဘာအကြောင်းလဲဆိုတော့ ခင်ဗျားတို့ကျွန်တော်တို့မျှော်လင့်ယုံကြည်ခဲ့ရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ရုံအတွင်းဝင်မတ်ကြည်ပြားနဲ့သူ့ယောက်ျားရုံအဖွဲ့မှုစီမံခန့်ခွဲရေးဌာနမှုညီညီမင်းတို့ဟာတဲ့စီရန်နေတော်လိုင်းအင်းသမားတွေကိုဝင်ကြီးချုပ်ရုံမှာရှိတဲ့လူတွေကိုခွေးလောက်တော့သူတို့မွေးတဲ့ခွေးလောက်တော့တန်ဖိုးမထားဘူးဆိုတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ ီဝန်ကြီးချုပ်ရောအတွင်းဝင်တဲ့ကိုညီညီမင်းဆိုတဲ့သူရဲ့အကြောင်းကိုပြောချရအောင်ဝန်ကြီးချုပ်ရောအတွင်းဝင်ပြောရေးအတွင်းဝင်မတ်ကြည်ဗျာဆိုတာကတော့2015ဗဘဲတန်းမြို့ဗဘဲတန်းမြို့နယ်ရဲ့အမျိုးသားလွတ်တော်အမတ်လုပ်ခဲ့ပါတယ်2020ရွေးကောက်ပွဲမှာအမတ်ရွေးချယ်ဆင်းမှာမပါပါဘူးဒါပေမဲ့လက်ရှိသူဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ရောအတွင်းဝင်ဖြစ်ပါတယ်နောက်တစ်ယောက်တယောက်ကြာကိုညီညီမင်း ကိုညီညီမင်းဆိုတာကတော့ကျွန်တော်အတွင်းသည့်အစင်းသည့်၂၀၁၂လောက်ထဲကအတူတူလောက်ကင်ခဲ့တဲ့သူတယောက်လို့ပြောရင်မမှားပါဘူးတိလိုက်တာဟိုဘက်လွန်နေတယ်ဒါမှမဟုတ်ကျွန်တော်ပုံကိုကြီးကြီးမပြောလို့ဘူးကိုညီညီမင်းဟာ၂၀15နောက်ပိုင်းမှာပေါ့ဗျာသူအမျိုးသူမိမကအမတ်လုပ်တယ်သူကတော့နိုင်ငံတကာ NGO တခုမှအလုပ်ဝင်နေတဲ့သူပါ နောက်ပိုင်းအာနာသိမ့်ပြီးတဲ့နောက်မှာတော့သူတို့လင်မယားနှစ်ယောက်မဲဆောက်ရောက်ပြီးမိကဲတို့မြေပုံဝကြီးချုပ်ယုံအတွင်းဝင် ဖြစ်သွားလဲတော့ကျွန်တော်တို့မသိပါဘူးအဲ့တော့ကျွန်တော်တို့ ਨੇ လှုပ်ဖို့အကံပဲအရင်ကြီးတွေဖြစ်ပါတယ်မတ်ကြီးပြာဟာဆိုရင် NLD ပါတီမှာတပေတမ်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်အမတ်အဖြစ်ဆောင်ရွက်ခဲ့တဲ့သူ ဖြစ်တဲ့အပြင်အဲ့အမတ်မဖြစ်ခင်မှာ NLD မြို့နယ်ယုံနေမှာအဲစာတင်ကြားပြီးတဲ့ဆရာမတယောက်အနေနဲ့ လုတ်ခဲ့တာမျိုးရှိပါတယ်ဆိုတော့သူမဲဆောက်ရောက်အတွင်းဝင်ကြီးရုံရုံအတွင်းဝင်ဖြစ်ဖြစ်တော့ကျွန်တော်ကလည်းမဲဆောက်ရောက်မဲဆောက်ရောက်တော့အော်ကို့လုတ်ဖို့ကင်ဘတ်တွေရှိရယ်ဆိုပြီးကျွန်တော်ရဲ့ရဲဘော်မိတ်ဆွေတယောက်စီက KNU လက်ရှိ KNU ရဲ့အဲဒီအဲတာဝန်ရှိသူတယောက်ပေါ့ဗျာဟာမတ်ကြည်ပြရဲ့ဝင်ကြီးရုံအတွင်းဝင်ဖြစ်နေတယ်ကိုမြတ်တော်ဟေး စာပို့လိုက်ပါအောင်ပေါ့အဲသူလဲကူညီပါပေါ့ကျွန်တော်ကအဲ့ကာလတော့ကစပိန်လေးနေပါဆယ်စုနှစ်တခုမကစပိန်တော်မမြင်ဘူးစီမစည်းဘူးတဲ့လူတယောက်ဟာသူတပားနိုင်ငံထိုင်းနိုင်ငံမဲဆောက်မြို့ကိုကူးတဲ့အချိန်မှာတွားရီးလာရီးလွယ်ကူအောင်စပိန်လေးကိုဘတ်တထောင်နဲ့ဝယ်စီးပြီးတော့လက်ဖက်ရည်လေးတောက်တလားကိုဘတ်တထောင်ပေးရတဲ့အိမ်လေးမှာငားနေပြီးတော့ရဲကတ်တလား300ပေးရတဲ့ရဲကတ်နဲ့နေ ဘာတရားဝင်ထောက်ထားမှမရှိတဲ့အချိန်မှာဩကိုလှုပ်ဖို့ဂိုင်ဘက်တီအဲ NUG အစိုးရအဖွဲ့တွေမှာရှိတယ်ဆိုတော့အာတမီတာပေါ့2022 6လပိုင်းတော့ဖြစ်မိတယ်ခါအဲ့တော့ကျွန်တော်စင်ကရင်နံပါတ်၄ရို့စာပို့ပါတယ်စောက်ပါတော့မလုပ်ပါဘူးညွညွထွထွလည်းမရှိပါဘူးဘာစကားမှလည်းမပြန်တယ်လို့ မြည်သည့်တပြားတစ်ချက်မှာအကူညီလဲကျွန်တော်တို့မတောင်းခဲ့ပါဘူးသို့တော့ကိုရဲဘော်ရဲဘက်တွေရှိတော့အားရှိတယ်ဆိုတော့စိတ်နဲ့သာဆက်သွယ်ခဲ့မိပါတယ်တစ်ခေါက်နောက်မှတော့ကျွန်တော်လုံးဝနိုင်ငံကြီးမာနာကြောင့်မသူကမှမဆက်သွယ်ပဲကျွန်တော်ကြိတ်ပြီးတော့ကျွန်တော်ဘဝကိုစူးစမ်းတိဆောက်ပြီးတော့လက်ရှိလူမြတ်ကျော်ဖြစ်လာတယ်ခေါ့ဗျာအဲ့တော့ကိုညီညီမင်းတို့နေမရနှစ်ယောက်ဝန်ကြီးချုပ်ယုံမှာစိတ်တိုင်းကြချေလေပြီးတော့ပန်းငွေသိန်းပေါင်းမြောက်များစွာ အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့သတင်းကိုမြန်မာ passport agency ဆိုတဲ့ MP new ကဒီကနေ့တက်လာတာလေးကိုကျွန်တော်ကိုးကားပြီးတော့ပြောပြချင်ပါတယ်အဲ့တော့အစမှာဝန်ကြီးချုပ်ယုံအတွင်းဝင်မတ်ကြည်ပြနှင့်ဖြည့်ရှင်းရမည်ငွေကြီးအရှုပ်တော်ပုံများလို့အာနာအလွဲသုံးစားမှုများလို့ MP ကပြောထားပါတယ် ဲတော့အန်ယူဂျီဝန်ကြီးချုပ်ယုံအစ်မြင့်အရာရှိများနဲ့ဝန်ထမ်းများ၄နှစ်တော်၅နှစ်ကာလအတွင်းမှာတဦးပြီးတဦးနှုတ်ထွက်သွားခဲ့တာဟာအမြဲတမ်းအတွင်းဝင်မတ်ချီပြားနဲ့၎င်း၏ခင်မူညီညီမင်းတို့၏တော်လန်ရေးဘဏ္ဍာငွေအလွဲသုံးစားမှုများ အကြိလိုက်စားမှုများနဲ့ဝန်ထမ်းများပေါ်မတရားဖိနှိပ်မှုများကြောင့်ဖြစ်သည်၎င်းအချက်လက်များကို MP ကစုံစမ်းခဲ့သည်စောင့်ကြည့်ခဲ့သည်2023ကစောင့်ရှိခဲ့သည် ။အဲ့ဒီအဆိုးရွားလက်ထဲမှာရန်ကုန်တိုင်းလွတ်တော်ကြောက်တရား sorry ကျွန်တော်ခဏပြောပေတဲ့ကြောက်တရားတိုင်းဒေသကြီးလွတ်တော်ကိုစလဲမှတ်ကြည့်ဗျာ။အမျိုးသားညီညွတ်ရေးအစိုးရအမြဲတမ်းအတွင်းဝင် ဖြစ်ခဲ့တယ်။သူ့ယောက်ျားညီညီမင်းကတော့ယုံစီမံခံကိုရေးမှုပါ။လင်မယားနှစ်ယောက်ဝန်ကြီးချုပ်ယုံမှာလောက်ချင်တိုင်းလုပ်နေတယ်လို့ကျွန်တော်တို့ MPA ကရေးထားပါတယ်။2025 2022သုံးနှစ်အတွင်းမှာ NUG အစိုးရကို CDN လုတ်သွားတဲ့ဝန်ထမ်းပေါင်း NUG CDN ဝန်ထမ်းပေါင်း19ဦးထိဝန်ကြီးချုပ်ရုံးမှာရှိခဲ့တယ်လို့ဆိုပါတယ်။နှုတ်ထွက်သူများထဲမှာ Oxford တက္ကသိုလ်ဘွဲ့ရ NLD အဖွဲ့ဝင်လူငယ်ပညာတတ်တွေအစိုးရရဲ့အစ်စ်မြေအရာရှိအဖြစ်နှစ်ပေါင်း30လောက်ခဲ့တဲ့ CDN အရာရှိတွေအများပြပါဝင်နေ။ဝန်ကြီးချုပ်ရုံးကိုသူတို့မိသားစုစီးပွားရေးကဲ့သို့စီမံခန့်ခွဲနေတယ်။နော်ဒီအခြေအနေတွေရှိပါတယ်။ သူတို့ကိုပြန်ခံပြောရင်ငါတို့ PDF တွေမဲဆောက်မှာအလွယ်တကူလေးမင်းတို့ကိုရှင်းလိုက်လို့ရတယ်ဆိုပြီးချင်းချောက်ပါတယ်နော်နောက်တစ်ခုကအတီးကပြဿနာကခွေးနှစ်ကောင်မွေးတာလေကယ်လီဆိုတဲ့ခွေးလေးနေမကောင်းဖြစ်တော့စီဘူးခွေးကိုစပါပို့တယ်ခွေးတန်ရှင်းရေးလုပ်တာဟာ CDN တွေထက်ကိုပို့ပြီးတော့တံပိုးထားတာကိုတွေ့ရပါတယ် ဲ့တော့ဝန်ထမ်းများကိုခွေးတက်တံပိုးထားနေတဲ့သူနှစ်ယောက်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုထပ်တွေ့ပါတယ်။မကြည်ပြားလို့ဇနီးမောင်နှံဟာခွေးငယ်နှစ်ကောင်ဝင်းပြူတယ်။ခွေးနှစ်ကောင်ရဲ့လာစင်အသုံးစရိတ်ဟာမနှက်ဆိုရင်စိတ်နှုတ်တိုက်ရတယ်။ခွေးမို့ဘူးခွေးစပ်ပါပို့တာဘတ်တလောက်တောင်းနေချီတယ်လို့စီရံဝန်ထမ်းတို့ကပြောပြထားတယ်လို့ဆိုပါတယ်။ဒါကို စိတ်နာပြီးဝန်ကြီးချုပ်ရုံးကနှုတ်ထွက်ခဲ့ပါတယ်လို့ပြောပါတယ်။ အဲ့ဒီခွေးနှက်ကောင်တွေရုံအတူတူတက်နေရတဲ့ NUG ဝင်ကြီးချုပ်ယုံခွေးလောက်တောင်တန်ဖိုးထားပြီးမဆက်ဆံမခံရတဲ့ကျွန်တော်တို့ CDN တွေအခြေအနေအဲ့တော့ဝင်ကြီးချုပ်ယုံကိုငှားမယ်ဆိုရင်အခန်း၃ခန်းပါတဲ့အိမ်တွေကိုပဲရွေးငှားပါတယ်တခန်းကိုမကြည်ပြမိခင်တို့ပေးပြီးနောက်တခန်းကိုကြည်ပြနဲ့ညီညီမင်းတို့ကလင်မယားနှစ်ယောက်နေထိုင်ပါတယ်။ကြံတခန်းကိုတော့ဝင်းကြီးချုပ်ရုံလောက်ပါတယ်တဲ့။ ဝန်ထမ်း၈ယောက်ကိုအခန်းချင်းလေးတခန်းထဲမှာအလုံးလုံးနေရတာကိုတွေ့ရပြီကိုညီညီမင်းရုံးဦးစီးအဖွဲ့စီမံရေးရညွန့်ချုပ်မိမကအမြဲတမ်းအတွင်းဝင်ဂရန်နီဘတ်သိမ်းမောက်မြောက်များစွာရတယ်လစဉ်ဘတ်ချက်ခွဲတန်းသိန်း150ရတယ်နော်ဒါရီကိုပါရီလုံလုံလုံမှမသိသုံးကျင်တိုင်းသုံးဖြုံးကျင်တိုင်းဖြုံးနေတာကို မကြည်နဲ့တဲ့အတွက်ဝင်ကြီးရုံရုံကနှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြမလဲလူကြီးမျိုးတွေမှတ်ချက်ကိုတောင်းခံပါတယ်အန်ယူဂျီကိုအရန်ချစ်အရန်ကြအရန်ယူသည်လက်ညှိုးထောင်ခေါင်းညိတ်မျက်ကမ်းယုံကြည်နေတဲ့သူများဒီတည်င်းကိုစောရကတက်လို့ကလူမျက်ကြော်ကိုဆက်သွင်းနိုင်ပါတယ်ထပ်ပြင်ထပ်ပြောပြလိုက်ဦး လုံသမားဝင်ကြီးဌာနရုံ9နှစ်9ရက်တလောက်ဘတ်နှစ်တောင်းထား9နှစ်ဘာတစ်ခုမှအလုံးမရှိပါတရားရေးဝင်ကြီးဌာနတလောက်352နှစ်ရာသုံးနေမယ်ဘတ်ဂျက်ဘာတွေလုံနေပါသလဲဒီအခြေအနေအစုံအစီကိုကျွန်တော်တို့အများကြီးသိပါတယ်သို့တော့အနာဆိုတာပေါက်မှဆေးထရတာလေအခု9နှစ်ရှိပြီခင်ဗျားတို့မြင်ကြပြီမလားဆိုတဲ့မိကွန်းကိုအဲ့ဒီ lobby and you g နီပိန်တိုက်ကိုတဲ့တဲ့လက်ညှိုးထိုးပြီးကျွန်တော်မေးလိုက်ချင်တာကျွန်တော်အတွက်မဟုတ်ပါဘူးဘသူအတွက်မှမဟုတ်ပါဘူးတော်လန်ยีအတွက်နာကျင်လုံးလို့တော်လန်ยีမှာပြီးဆက်နေရသူတွေကိုသူတို့ရဲ့ဝိညာဉ်တုံသာသူတို့ရဲ့ပြီးဆက်မှုဆုံးလုံးမှုတွေကိုနာကျင်မိလုံးလို့တော့တုံးမကြတဲ့သူတွေကိုတဲ့တဲ့လက်ညှိုးထိုးပြီးမေးချင်တာမင်းတို့၅နှစ်မှာဘာလုပ်နေလဲအန်ယူဂျီလို့ကျွန်တော်မေးချင်တာ ဒါပေမဲ့ကျွန်တော်နိုင်ငံရေးတော်လှန်ရေးသမားဆိုတာကျင့်ဝတ်ကိုအခြေခံတယ်။တရင်မဟုတ်တာကိုတရင်လုံမပြောနိုင်ငံရေးသမားဆိုတာပြဿနာများကိုဖြေရှင်းသူဖြစ်တယ်။ပြဿနာရှာသူမဟုတ်ဘူး။အခုပြဿနာတွေဖြစ်လာပြီ။ဘာနာရေးဆိုင်ရာပြဿနာတွေလူမှုရေးဆိုင်ရာပြဿနာတွေ NLD ပါတီကြီးကြီးဆိုပြီးတော့ NUG ဆိုလှုပ်ချင်တာလုပ်နေတဲ့ပြဿနာတွေပကပပလပပပပြဿနာတွေအဲ့ဒီပြဿနာတွေကို ဘသူကတာဝန်ယူဖြည့်ရှင်းနိုင်ပါလဲဆိုတာကိုမေးရင်ဒီဒေါ်လာရေးမှာ NUG ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာဒေါ်လာရေးအတွက်ဖြစ်နေသလားဆိုတာကိုလည်းထက်ခါထက်ခါလူမျက်ကြောမေးခွန်းထုတ်နေပါတယ်။တမိုင်းမှာမှတ်တမ်းတင်တဲ့အချိန်ကျရင်ခမရုဂုံတိတ်ခါခမရုရဲ့လှုပ်ဆောင်ချက်ပါပဲ။ညီကုန်းအနေနဲ့ American ပြည်တော်စုရဲ့စီရေးရဒဏ်ခတ်မှုကိုကျွန်တော်တို့ပြည်သူလူထုတရားလုံးကချုပ်ဆိုပါတယ်။ မြန်မာပြည်ကိုစီရေးရတန်ခတ်ပါလက်ရှိစီရာဇဝတ်မှုတွေနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမူရီစေဝါတွေကြားဖြန့်လုပ်ငန်းတွေဟာစစ်ဘူကျုပ်တစုနဲ့နေကြာဆောင်တက်နဲ့သူ၏အပေါင်းပါခရိုနီတွေလောက်ကန်ဆောင်ရွက် နေချောင်းကိုပြည်သူလူထုကအမေရိကန်အစိုးရထံတသက်ခံပါမယ်မြန်မာစစ်ဘူကျုပ်တစုကို ဖြုတ်ချပြီးအမေရိကန်ပြည်ထောင်စုရဲ့အစိုးရမှ အမြန်ဆုံးစီရေးရတန်ခတ်ဖို့ပြည်သူတရေလုံးကတောင်းဆိုလိုပါတယ်။သဘောတူလား။အားလုံးကိုယေရှုတင်ပါ